ယူရိုပါလိဖလားမရလို့အာဆီယံဖလားလာယူတဲ့မန်ယူသင်းကိုတလုံးနဲ့တော့ကိုနဲ့တနစ်တောင်ခွတ်ပြောင်းစေခဲ့တဲ့မြန်မာကစားသမားမောင်မောင်လေးမင်္ဂလာပါရှင်ဘာမီစနောင်းမှာပြန်လည်ကြိုဆွန်လိုက်ပါတယ်မြန်မာလက်ရွေးစင်ပေါ်လုံးသမားမောင်မောင်လေးကတော့မန်ယူသင်းကိုကိုသွင်းကတနစ်တောင်ပြေဝခွတ်ပြောင်းစေခဲ့ပါပြီအလုံးသိကြတဲ့အတိုင်းမန်ယူသင်းဟာယခုနှစ်ဘောလုံးရသည်မှာစိုးစုံချီနေတဲ့ရင်ဆိုင်ခဲ့ရတာပါ မန်ယူသင်းဟာပရီးမီးယားလိမ်းမှာအဆင့်15နေရာမှာရက်ဒီကတမိုင်းတစ်ဆောင်အစိုးရဆုံးရာသီနဲ့ကြုံတွေ့ခင်ရသလိုယူရိုပါလီဖလားပူလူပွဲမှာလည်းစပါးသင်းကိုရှုံးလို့ဖလားလက်မဲ့ရာသီနဲ့အဆုံးသတ်ခင်ရတာဖြစ်ပါတယ်။ ဒါကြောင့်မန်ယူသင်းဟောင်းရာသီပြည်ပင်ရှေ့တောင်အာရှအာဆီယံဒေသကုလကချစ်တီဖလားလီတလုံးရလို့ရညာချစ်တီခြေဆွမ်းပွဲလာကစားတာပါဒီလိုအချိန်မှာမန်ယူသင်းကိုချစ်တီဖလားတော်မရအောင်ခြေဆွမ်းပြကဂိုးသွင်းလိုက်သူကတော့မြမလေးရွေးစင်ပေါ်လုံးသမားမောင်မောင်လေးမှာမောင်မောင်လေးဟောင်းမန်ယူသင်းနဲ့ခြေဆွမ်းပွဲကစားမယ်အာဆီယံအော်စတာတဲ့မှာတူတူတဲ့တော့မြမကုစားပြုကစားသမားဖြစ်ရွေးချယ်ခံထားရတာဖြစ်ပါတယ် အခြားထိုင်းတို့ဗီယက်နမ်တို့အင်ဒိုနီးရှားတို့ကစားသမားတွေ9ရောက်လောက်ရွေးခံရချိန်မှာမြန်မာပြည်ကကစားသမားတယောက်တည်းရွေးခံရတာကတော့မြန်မာဆိုရင်အထင်သေးကြလို့ပါ။ဒါပြင်အာဆီယံအော်စတာတင်ဟာမောင်မောင်ရင်းကိုမြန်မာကစားသမားမို့အထင်မြင်သေးစွာနဲ့ပွဲထွက်ကစားခွင့်တောင်မပေးခဲ့ပင်အယံခုံမသာထိုင်စီခဲ့တာပါ။ ဒါပေမဲ့လည်းမြန်မာကစားသမားမောင်မောင်တွေမပါဝင်တဲ့အာဆီယံအော်စတာသင်းဟာမန်ယူသင်းဘက်ကိုဂိုးသွင်းမှုခက်ခဲနေကြတာဖြစ်ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းမှာတော့မြန်မာကစားသမားမောင်မောင်တွေတရားပါဝင်ကစားခွင့်ရခဲ့တာပါ။ပွဲချိန်မိနစ်80မှာတော့မောင်မောင်တွေဟာကွင်းလယ်ကချပေးလိုက်တဲ့ဘောလုံးကိုအလိုက်တင်ပြေးထွက်ရင်းမန်ယူဂိုးသမားနဲ့နှစ်ယောက်ချင်းအထွေမှာအကောင်းဆုံးပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါဂိုးကြောင့်ပဲမောင်မောင်တွေဟာမန်ယူပထမသင်းကြီးကိုဂိုးသွင်းပုခဲ့တဲ့ပထမဆုံးမြန်မာလက်ရွေးစင်ပေါ်လုံးသမားဖြစ်မှတ်တမ်းဝင်ခဲ့တာပါ မြန်မာပေါ်လုံးသမိုင်းမှာဘဲကစားသမားကမှမန်ယူသင်းကိုကိုမသွင်းမှုတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံရှင်ပေါ်လုံးသမားမောင်မောင်လင်းကမန်ယူသင်းကိုကိုသွင်းကမြန်မာကုံကိုစောင့်ပေးလိုက်တာပါ။ဒါကြောင့်လည်းမြန်မာတိုင်းနိုင်ငံလုံးကဝမ်းသာဂုဏ်ယူခဲ့ကြရပါတယ်။အထူးသဖြင့်နှုပညာတွေကစာမောင်မောင်လင်းကိုဂုဏ်ပြုပေးခဲ့ကြတာပါ။ အင်းမြတ်သူဆိုရင်မောင်မောင်ရဲ့တပ်ပုံတွေကိုအသေးပေးလို့မဝဘူးလို့ဆိုပါတယ်။အခုဆိုမြမပြိသက်တွေကမောင်မောင်တွေအတွက်ဂုံယူဝမ်းသာမဆုံးဖြစ်နေခြင်းတစ်ဖက်မှာတော့မန်ယူသင်းဟောင်းမောင်မောင်ရဲ့ကိုချောင်ယခုနှစ်မှာဖလားဆိုရေချိုးတဲ့ပလတ်စတစ်ဖလားတန်အိုးတန်ကွက်ဖလားတောင်မရတော့ပါဘူး။ မန်ယူသင်းဟာအာဆီယံချစ်ကြည်ရေးဖလောင်းကိုတော့မောင်မောင်လေးရဲ့ကိုကြောင့်မရခဲ့တာဖြစ်ပါတယ်။ဘာပဲပြောပြောမြန်မာဘောလုံးစင်တာနိုင်ကြပြီးအားငယ်နေရတဲ့မြန်မာဘောလုံးပြည်သက်တွေအတွက်မြန်မာနိုင်ငံမှာမန်ယူသင်းကိုဂိုးသွင်းမှုတွေကစားသမားတယောက်ပေါ်လာတာကဂုဏ်ယူစရာပါ။အထူးသဖြင့်အာဆီယံထိပ်တန်းပေါ်လုံးအင်အားကြီးနိုင်ငံတွေကကစားသမားတွေတော့မန်ယူသင်းဘက်ကိုဂိုးမသွင်းနိုင်ခဲ့ပေမြန်မာကစားသမားမောင်မောင်တွေကသွင်းနိုင်ခဲ့တာကဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမန်ယူသင်းကိုခွက်ပြောင်းလုံးလိုက်တဲ့မောင်မောင်လေးအပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။